အလူကြီးတန်းကြီးလုံးနေုံသာမကဝန်ထမ်းတွေကိုလည်းတလောင်းကို35ဒိန်လားစာပေးခဲ့တဲ့ဇွဲထန့်ရွှေဆိုင်ပေးလို့မကုန်လူရဲ့မခန်းနေစိတ်သက်တည်နေအလူကြီးတန်းကြီးလုံးနေတာကတော့နိုင်ငံကျော်ဇွဲထန့်ရွှေဆိုင်ပါခုခါမှလည်းနိုင်ငံကျော်ဇွဲထန့်ရွှေဆိုင်ဟာသူ့ဆိုင်ရဝန်ထမ်းတွေကိုဘယ်တထိန်မှမပေးနိုင်တဲ့လားစာမျိုးတွေကိုနလင်ထန်သိနေတဲ့ကာလမှာပေးရခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းနိုင်ငံကျော်ဇွဲထန့်ရွှေဆိုင်ဟာမြန်မာနိုင်ငံမှာကြုံတွေ့ခံစားခဲ့ရတဲ့ကလေးပေးမှာလူကြီးတန်းကြီးပေးနေရပါ နိုင်ငံတော်ဆွေထက်ရွှေဆိုင်ဟာမစိုးရိမ်တိုက်တဲ့အကြောင်းကြီးကိုတိမ်မ2000ခွန်းနဲ့အတစ်ဆောင်းလုပ်နေသလိုစရိတ်သားတွေလည်းနေစဉ်ရက်ဆက်ကိုပေးနေကြတာဖြစ်ပါတယ်။ထို့ပြင်လူကြီးတန်ကြီးပေးရမှာတော့တခြားသူတွေလိုမျိုးဟန်ပြမဟုတ်ဘဲနဲ့အမှန်တကယ်အဝဆာလူရန်နေရပါ။ဒါပြင်ခုလက်လွန်မာရရှိတဲ့သတင်းများအရဆွေထက်ရွှေဆိုင်ဟာမလီဘေးတဲ့ဝန်ထမ်းတို့ကိုတိမ်35ဒီစီလောက်စာပေးခဲ့တယ်လို့ပြောလာပါတယ်။ဒါကြောင့်လည်းလူတွေကတော့ဆွေထက်ရွှေဆိုင်တထေးစရီမောင်နဲ့အလူတန်းတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။ဇွဲထက်ရွှေဆိုင်ပိုင်းတထေးကြီးဖြစ်တဲ့ဦးစန်းဝင်းဒေါ်ဝင်းမာတို့ဟာ နာရှုံမျိုးကရွှေဆိုင်ဖွင့်လာတာဖြစ်ပြီးတော့လင်းမယားနှစ်ယောက်ကျဲဟုတ်တလုံးကိုတရားတစ်ချမ်းဆိုင်နေဘဝကိုကြိုးစားရုံးကန်နေရတာဖြစ်ပါတယ်။ခုချိန်မှာတော့လူကြီးပေးနိုင်နေပြီဖြစ်ကလူတန်းဖို့ကိုလည်းပို့ပြီးတော့စီးဝါတက်လာတာပါ။ထို့ပြင်တော့ငလေးမေးမှဆွဲထက်ရွှေဆိုင်ဟာတော်တော်လေးကုန်နေမယ်ကောင်းရခဲ့တာပါ။ဒါပေမဲ့လည်းတချို့ကတော့ဆွဲထက်အောင်အလောင်းလူကြီးပေးနေဈားထဲမှာရွှေ quality တွေရုံးမလားဆိုပြီးတော့တန်တရားဖြစ်နေပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောဆွဲထက်ရွှေဆိုင်ကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။